ဒီနေ့ဟာဒီသမား9ရက်နေပါ မနက်ဖြန်ဟာဒီသမား10ရက်နေပါဒီ silent strike ကလှုပ်ချင်တာလှုပ်တာမဟုတ်ဘူးဟုတ်လားလှုပ်ချင်တာလှုပ်တာမဟုတ်ဘူးသူ့မှာတောင်းဆိုချက်တွေရှိတယ်ပထမတစ်ခုကအမေစုနဲ့တမရာကြီးဒါပြနိုင်ငံရေးကျင်းသားတွေပြန်လှုပ်ပေးဖို့ဒါပြတရားမဝင်ဟလာအတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ချောင်းပြသတာနောက်တစ်ခုကဒီစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ဟလာစန့်ကျင်ချောင်းပြသတာ ာတရားမြတ်တာလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ Hello အားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်ဒီကျွန်တော်မင်စီတင်ကနေပြီးတော့တော်လန်ပြီးသူအားလုံးကိုဖိတ်ခေါ်ပါတယ်ဒီနေ့တော့ထုံးတန်တိုင်းပဲလူမှုကွန်ရက်မှာတည်င်းတွေရောက်တဲ့နေကိုကျွန်တော်ဒီကျွန်တော်မြင်နေတင်ပြဖို့ပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီနေ့ဘာအကြောင်းအရာတွေပြောမလဲဗီဒီယိုဆုံးဒီ లై ပါကြည့်ရှုပေးကြပါဦးခင်ဗျအဲ့ဒါဆိုကျွန်တော်တို့စလိုက်ကြအောင်ကဲစ Okay အဲ့တော့ထိုင်းနဲ့ကမ္ဘောဒီးယားသတင်းကလည်းပိုဆိုးလာတယ်ပေါ့နော်ဘလောက်တောင်ဟောပါလဲဆိုထိုင်းဝန်ကြီးချုပ်အနုတင်ကဒီကမ္ဘောဒီးယားနဲ့ပေါ့နော်ဆစ်လိုလာတဲ့ကမ္ဘောဒီးယားနဲ့ဆွေးနွေးစရာအကြောင်းမရှိဘူးဆိုပြီးတော့ပြောရတယ်ပေါ့နော်ဆွေးနွေးစရာအကြောင်းမရှိဘူးနောက်ပြီးတော့သူကမီဒီယာရှိမှဗာပြောလဲဆိုတော့ Trump ကအာဆီယံကိုလာတော့အနုတင်ရယ်ဟိုဘက်ကဟွန်ဆမ်သားရယ်ပေါ့နော်ဟိုမနက်ရယ်အနှစ်ယောက်ကိုအလဲထားပြီးတော့ဘေးကအီဗရာဟင်ရယ်ဒေါ်နယ်ထရန့်ရယ်ဂျားထားပြီးတော့စာချုပ်ချုပ်ပေးခဲ့တဲ့စာချုပ်ကိုသူက ဘယ်တော့လည်းတော့မသိပါဘူးလေမေ့နေပြီဆိုပြီးအဲ့လိုအထာကြီးနဲ့ပြောတယ်ပေါ့နော်အဲ့တော့ပြောချင်တာကသူကငင်းငိမ့်စာကြိုးပဲပါဖြစ်ဂီးမဆိုင်ဆိုတော့ဆက်ပြီးတော့ဟိုတမမဲ့အနေထားရှိတယ်ကမ္ဘောဒီးယားဘက်ကတော့ဟွန်ဆင်ကတော့ဘာပြောလဲဆိုတော့အနုတင်ကသူကမဲရဖို့အတွက်ပေါ့နော်မဲရဖို့အတွက်သူကဒီဒီဥစားကိုဆင်နွှဲနေပါညာဆိုပြီးတော့ပြောတယ်သူတို့ဘက်ကလည်းပြန်တိုက်မယ်ပါညာဆိုပြီးတော့ပြောတယ်တကယ်လည်းရှင်တိုက်ရင်တော့ကမ္ဘောဒီးယားရှုံးပါပါဒါပေမဲ့ဟို ဟိုရုပ်မာတဲ့သူတွေကတော့ရုပ်မာတဲ့အကြံတွေတော့သူကသူရှိတယ်ဗျဘသူတွေရုပ်မာလဲဆိုတော့နှစ်နိုင်ငံလုံးကကောင်းဆောင်နေတော့ကောင်းလားဆိုတော့ကျွန်တော်တော့အကောင်းတယ်လို့တော့မမြင်ပါဘူးဒါပေမဲ့အာနာရှင်ကအာနာရှင်ကိုပဲအားပေးတယ်ဆိုတော့ဟုတ်တယ်ဗျအခုမြန်မာရဲ့ဘောမာတွေကဘယ်သူ့ကိုအားပေးနေလဲဆိုကမ္ဘောဒီးယားကိုအားပေးနေတယ်လူမှုကွန်ရက်တွေမှာကျွန်တော်တွေ့တာ ကမ္ဘောဒီးယားကိုအားပေးနေတယ်ဘောမာတွေကဟမ်ကမ္ဘောဒီးယားကိုအားပေးနေတာအဲ့လိုမျိုးစောက်အတွေးခေါ်နှိမ်ကြတဲ့ ဘောမှာအတိုင်းဝိုင်းရလဲအဲ့လိုရှိတယ်။ Okay ဒါကတော့ကြုံလုံးပြောတာပါအဲ့တော့ကျွန်တော်သတင်းလေးတစ်ခုနဲ့ဗာနဲ့စကြင်လဲဆိုတော့ကျွန်တော်ဒီနေ့စကြင်တဲ့သတင်းကအန်ယူဂျီနဲ့ပတ်သက်တဲ့သတင်းပါပဲအန်ယူဂျီနဲ့ပတ်သက်တဲ့သတင်းကဗာလဲဆိုတော့အန်ယူဂျီရဲ့ပြတ်တော့ပြည်ရဲ့ရေးပေါ့နော်ဒါပြည်ရဲ့ရေးပြည်ရဲ့ရေးကကျွန်တော်တို့ရရှိတူပေါ့နော်ရရှိတူ ါဘယ်လိုလဲဆိုတော့ဥကွက်မင်းပါဥကွက်မင်းကဒီသူကအတွင်းဝင်အမြဲတမ်းအတွင်းဝင်လို့ပြောပါတယ်သူကခီးသားနေစဉ်အတွင်းမှာပေါ့နော်ခီးသားနေစဉ်အတွင်းမှာအဆက်အသွယ်ပြတ်တော့ပြီးတော့ဒါဖန်ခံရတဲ့အခြေအနေရှိတယ်ဆိုပြီးတော့ပြောလာပါတယ်ပတ်ကြဖို့အဲ့ဒါကြောင့်မလို့ဒါ NUG ကလည်းစာထုတ်ထားတယ်ဒါသူတို့ကဒီဥက္ကမင်းနဲ့ပတ်သက်တဲ့ဥပါတဲ့ group တွေကနေပဲထွက်ကြဖို့သူနဲ့မဆက်သွယ်ကြဖို့ဘာညာဆိုပြီးတော့ဒါပြောတယ်သူပါဝင်တဲ့ group တွေရဲ့လည်းအကောင့်တွေကိုထုတ်ပေးကြဖို့ဆိုပြီးတော့ပြောတယ်အဲ့တော့ဒီတဲ့ရေ ရဲ့အဓိကပေါ့နော်အဓိကကြတယ်အမြင်နဲ့တွင်းဝင်ဆိုအဓိကကြနောက်ပြီးတော့အတွင်းဝင်ဆိုတဲ့ဥစ္စာကကျွန်တော်တို့မျိုးလုံးနဲ့ပါဘလို့မြင်ကြည့်လို့ရတယ်ဆိုဟိုပေါ့အလုပ်တစ်ခုကိုလုပ်မယ်ဆိုဟိုမန်နေဂျာဆိုတဲ့ပုံစံမျိုးပေါ့နော်မန်နေဂျာအလုပ်သမားတွေကိုလည်းကြီးကြပ်ရတယ်တတိနဲ့လည်းအဆင်ပြေတတိရတတိစီရနဲ့လည်းဒီအလုပ်သမားတွေတော့ရပိုင်ခွင့်တွေတောင်းပေးရတယ်အပေါ်နဲ့အောက်ကြားနောက်ပြီးတော့ဒီပြည်ရေးနဲ့ပတ်သက်ပါမလို့ဟိုဌာနတစ်ခုနဲ့တက်ဆိုင်တဲ့ကိစ္စတွေကိုဟိုပေါ်တော့ဟို GOT အကုန်လုတ်ပေးရတယ် အဲဂျာရုတခုလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ဒီအတွင်းဝင်ပေါ့နော်အမြန်တွင်းဝင်ဥကွန်မင်းအဲသူကပျောက်နေတယ်ဆိုပြီးတော့အဆက်အသွယ်ပြတ်နေတယ်ဖမ်းခံရတယ်လို့သူတို့တန်ကြားရှိတယ်ဒါကြောင့်မလို့သူ့တာဝန်တွေကလည်းယာယီအဆိုင်ထားတယ်အဲ့တော့ဒီရဲ့နောက်ဆက်တွေကကျွန်တော်တို့ဘာထွက်လာလဲဆိုတော့မနေ့ကလည်းပမာဏစပေါ်ပြတာကျွန်တော်တို့ဟိုကနေတူတယ်မြန်မာနောင်းနေတူတယ်ဒီမှာတော့ပေါ်ပြပြီးတော့မှတချင်းတခြားသတင်းဌာနတွေကလည်းပေါ်ပြလာတာကိုကျွန်တော်တို့တွေ့ရပါတယ်။အမှဒီဥက္ကမင်းကအဲနောက်ထပ် ဒီနေ့မနက်လေကြောင်ကျွန်တော်တို့တွေ့တာတချို့သတင်းဌာနတွေကတင်လာတာဘာတင်လာတာတွေ့လဲဆိုတော့ဥပမင်းကသူက PNO ပေါ့နော် PNO ဆိုတာကစစ်တပ်ရဲ့လက်အောက်ခံဖြစ်ပါတယ်စစ်တပ်ရဲ့လက်အောက်ခံ ပြည်သူစစ်ဖြစ်ပါတယ်ဗရမများနဂါတို့ဘာလို့သိရမလားအေးအကဘဲတွေပါတဲ့ PNO ပြည်သူစစ်ဖြစ်ပါတယ်အ PNO ပေါ့နော် PNO ဒေသမှာတပတ်ကျော်လောက်ရှိနေပြီဆိုတော့တေးကြတဲ့သူအဖမ်းခံရဖို့များနေပြီလို့တော့ကျွန်တော်တို့ကတော့ယူဆပါတယ် ဒါအားလုံးကလည်းအတိုင်းပဲယူဆထားတယ်သူကဘောနော်ဘာဘာလဲဆိုတော့ तू ကဒီ name data တော်တော်များများကိုလည်းရောက်ဘူးတယ်။ဟာနောက်ပြီးတော့ပြည်တိုင်းအတွင်းဝင်ဝင်လည်းဖြစ်တဲ့အတွက်တော်တော်များများလည်းဟိုကလောက်ဘူးတယ်။အဲ့တော့ तू အဖမ်းခံရတာ NUG တော်ကောင်းလားဆိုတော့မကောင်းပါဘူး။ဘာဖြစ်လို့လဲ။သူ့စီမှာသတင်းချက်လက်တွေအများကြီးရှိတယ်။တကယ်လို့ဟိုစစ်တပ်လက်ထဲကိုရောက်သွားတယ်ဆိုရင်တကြရပီအန်နိုလက်ထဲရောက်တယ်ဆိုရင်တော့စစ်တပ်လက်ထဲရောက်ဖို့ကတော့မှဟိုကဘောရောက်ဖို့ကတော့များတယ်ဘောနော်။ရောက်ဖို့ကတော့များတယ်။ဒါကြောင့်မလို့ သူစီကနေပြီးတော့တချို့သတင်းချက်လက်တွေထွက်လာရင်ဟိုဟာတွေဖြစ်လာရင်အရန်ကိုပေါ့နော်ဂယူဆိုင်ဖို့လိုတယ်ကျွန်တော်တို့အဓိကတော့ဗျာဘာလို့လဲဆိုကိုကိုဘက်ကသတင်းတော်တော်များများကိုသိရှိထားတဲ့သူတယောက်ရန်သူလက်ထဲပါသွားပြီဆိုရင်သိကြတယ်ဟိုပေါ့နော်ကျွန်တော်တို့ဘက်ကဥစ္စာတွေကတော်တော်များများကိုထိခိုက်မှုရှိပါတယ်ဒါကြောင့်မလို့တော်လန်ရေးမှာလူဟိုပါတော့အရေးကြီးတဲ့လူပုဂ္ဂိုလ်တွေရဲ့လုံခြုံရေးကအရန်အရေးကြီးပါတယ်အော်ပေါ့နော်။နောက်ပြီးတော့တော်လိုင်းနဲ့ပတ်သက်ပြီးဆက်ဆက်ပြီးတော့အလုပ်တွေအများကြီးလုပ်နေတဲ့သူတွေလုံခြုံရေးကိုပို့ပြီးတော့တတိထားနေပါတယ်။ အရင်ကိုးလို့မရပါဘူးဒါအရင်ရေးကြည့်ရလို့တော့ကျွန်တော်ကတော့မြင်တယ်ဘာလို့လဲဆိုတော့အတ္တယောက်ပါသွားပြီဆိုတာလည်းနောက်ကနေပြီးတော့နောက်ဆက်တွဲလောက်ရတာတွေကအများကြီးပါဖြစ်တယ်တော်လိုင်းတက်ဖွဲ့တွေအတွက်ကောဒါပေါ့နော်တခြားသူတွေရဲ့အန်ဒီယယ်တွေကအများကြီးရှိလာနိုင်တာဖြစ်တဲ့အတွက်ဒါဥပမာနဲ့ဆက်ဆက်မိထားတဲ့သူတွေအနေနဲ့ ဒါဘောနော်တက်နိုင်သလောက်ဘောနော်အဆက်အသွယ်တွေဖြတ်ထားကြဖို့လိုတယ်နောက်ပြီးတော့သူတိထားတဲ့ကိုရီးယားနဲ့ပတ်သက်ပြီးတိထားတဲ့အချက်အလက်တွေ data တွေဒါတွေကိုလည်းအဲဘောနော်ပြင်ဆင်ထားဖို့လိုတယ်အဲဒါတွေကိုလည်းကျွန်တော်အနေနဲ့ကတော့မြင်တယ်ဘောနော်အဓိကတော့အဲရန်သူဘက်ကိုပါသွားတာဟာမကောင်းပါဘူးရန်သူဘက်ကိုပါသွားတာမကောင်းပါဘူးတော်လိုင်း၄နှစ်ကျော်၅နှစ်အတွင်းမှာသူလုတ်ခဲ့တဲ့အများနဲ့အတွင်းဝင်ဖြစ်လုံနေတာဆိုတော့ဒီ၄နှစ်ကျော်၅လ၅လ၅နှစ်ကာလအတွင်းမှာဒီပြည်ရေးရေးဆိုကာကွယ်ရေးနဲ့လည်းချိတ်ဆက်ပြီးတော့လုတ်ခဲ့တာပဲအဲနောက်ပြီးတော့ အစိုးရနဲ့လည်းအဲချိတ်ဆက်ပြီးတော့လောက်ကြတာပဲဒါပြည်အောင်စုဝင်ကြီးတို့တို့တချို့ဇာရင်းနဲ့ချိတ်ဆက်ပြီးတော့လောက်ရတာဖြစ်တဲ့အတွက်ဒီလိုလူတွေကဟောတော့သွားရည်လာရည်လုံခြုံရေးကိုတည်ချာချာစီစဉ်ပြီးတော့မှသာသွားလာသင့်ပါတယ်ဖိကလက်ဆန်သွားလာဖို့ဟိုဖြစ်သလိုနောက်ပြီးတော့ဘာကြောင့်အဖမ်းခံရတာလဲဘလို့အဖမ်းခံရတယ်ဆိုတာလဲကျွန်တော်မသိရသေးဘူးဒလန်တွေများရှိလို့လားဒလန်တွေရှိလို့ဒီ PNO ကနေပြီးတော့သူ့ကိုဖမ်းလိုက်တာလားဘလို့ပုံစံမျိုးလဲဆိုတာကျွန်တော်တည်ချာမသိရသေးဘူးဒါကြောင့်မလို့ ဟုတ်ပေါ့လားဘာပြောဥက္ကမင်းပါသွားတာဟာ NUG ရဲ့ပြည်ထရေးဝင်ကြီးနေမဟုတ်ပဲ ਨੇ NUG အတွက်ကိုပါထိခိုက်မှုကအနည်းငယ်များရှိနိုင်တယ်ဒါကြောင့်မို့ဟိုနောက်လဲပေါ့နော်ဟိုကျွန်တော်တို့ရဲ့တွန်လိုင်းခေါင်းဆောင်တွေအနေနဲ့ဒါဒီဒီဥစ္စာနမူနာပဲပေါ့နော်ပြီးအရေးကိုပြီးတော့သွာလာတာတွေနောက်ပြီးတော့ဟိုမြေပြင်မှာလဲဗျာခေါင်းဆောင်တွေဥဆောင်မှုဆိုတာလို့တယ်အဲ့တော့ကြတော့သွာတော့သွာရမှာပဲဒါပေမဲ့သွာလာတဲ့အခါမှာတီးချာချာ အစနစ်တကျနဲ့ပေါ့နော်တရင်လုံခြုံမှုရှိရေနောက်ပြီးတော့လမ်းကြောင်းလုံခြုံမှုရှိရေဒါတွေကိုအဖက်ဖက်ကစဉ်းစားပြီးတော့တည်ချာချာစနစ်တကျနဲ့ပေါ့နော်တော်လိုင်းကလာအတွင်းတော်လိုင်းကောင်းဆောင်နေနဲ့လှုပ်ရှားတော့လာဖို့လိုအပ်တယ်ဆိုတာကိုတော့ကျွန်တော်ကတော့မြင်ပါတယ်ဒါကြောင့်မလို့ဟိုပေါ့နော်ဒီကိစ္စတွေကကျွန်တော်တို့တော်လိုင်းအတွင်းကဟိုပေါ့နော်မကောင်းတဲ့အာသတင်းတွေဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဒီသတင်းတွေကကျွန်တော်တို့ကကြားနေရရင်အဆင်မပြေဘူးပေါ့နော်အဲကြောင့် အပြည်တဲ့ဘက်ကတော့ဘလို့သူနဲ့ဆက်ဆက်တဲ့ຢာတွေဘလို့ဆက်လို့မလဲနောက်သူနဲ့ဆက်ဆက်တဲ့အဖွဲ့တွေကဘလို့လောက်ကြမလဲဆိုတော့တော့အခုတည်းကဒါစပြီးတော့ဆက်ဆက်ပြက်ပြီဆိုတော့ကစပြီးတော့သူတို့လည်းလောက်ကင်ထားကြပြီအခုမှသတင်းထွက်လာတာဆိုတော့အာနည်းနည်းတော့ကြာပြီပေါ့နော်အဲ့တော့သူတို့လည်းသတိထားပြီးတော့လောက်ကင်ကြမယ်လို့တော့ကျွန်တော်ကတော့မြင်ပါတယ်သူတို့လည်း၄နှစ်ကျော်ရှိပြီ၄နှစ်ကျော်၅နှစ်ရှိပြီเนาะဒီလောက်တော့ဟိုပါဖြစ်မယ်လို့တော့ကျွန်တော်ကတော့မြင်ပါတယ်โอเคအဲ့တော့ကျွန်တော်နောက်တစ်ခုတွားရအောင်ဒီနေ့ဟာဒီသမား6ရက်နေပါ မနေ့ကဒီဇင်ဘာ10ရက်နေ့ပါအဲ့တော့ဒီဇင်ဘာ10ရက်နေ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အားလုံးအဲကျွန်တော်ပထမစိုးရင်စိတ်တောင်ရှိတာလူလူကအကုန်လုံးပါဝင်နိုင်ပါမလားရန်ကုန်မန်းလေးလိုမျိုးကြီးတွေမှာပေါ့နော်ရန်ကုန်မန်းလေးလိုမျိုးကြီးတွေမှာလူလူကအကုန်လုံးပါဝင်နိုင်ပါမလားတော်လိုင်းဘက်က influencer တွေရဲ့ပြောကြမှုတွေတချို့ဥစားတွေကလည်းညှော်နေနေတာကိုကျွန်တော်တို့တွေ့တယ်အဲဘလို့အခြေအနေလဲဆိုတာကျွန်တော်လည်းပထမဆိုရင်မြင်ဒါပေမဲ့တဖြည်းဖြည်းနဲ့နီးလာတော့ကြတော့တိတ်ပြီးတော့ဆိုရင်မှုကတော့တဖြည်းဖြည်းရော့ကြလာပါဘယ်လို့ဆိုတော့မြို့နေပြည်သူလူထုက ဒီသတင်းအချက်အလက်ကိုသိပါတယ်အဓိကတော့ကိုစိတ္တာစန်းတို့ဗန်လေးထီဝင်ပြီးတော့ဒီ silent strike ကိုခေါ်လာတာဖြစ်တဲ့အတွက်ကိုလူလူရဲ့ပါဝါပါတော့သိရှိမှုနှုန်းကတော်တော်လေးကိုတိုးတယ်လို့အာကျွန်တော်ကတော့မြင်ပါတယ်ဒါကြောင့်မလို့အခုဒီ silent strike နဲ့ပတ်သက်ပြီးတော့ဟိုပေါ်တော့အခုဒါတပိတ်အင်အားစုတွေကနှီးမျိုးစုံနဲ့ပြည်သူလူထုကိုအတိပေးဖို့ကြိုးစားနေတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်အခုလည်းကျွန်တော်တို့ရန်ကုန်မှာဖြစ်ပါတယ်ရန်ကုန်လူလူတပိတ်ကဒီနေ့ကျွန်တော်တို့ရန်ကုန်ရဲ့အဓိကမြို့လေကောင်ဖြစ်တဲ့စုလီမှာ အဲကျွန်တော်တို့ silent strike မှာပူးပေါင်းပါဝင်ကြဖို့ဆိုပြီးတော့ကျွန်တော်တို့ရန်ကုန်လူလူတပိတ်ကနေပြီးတော့ဒီနေ့အတိပေးနှုတ်တော်မူပြုလုပ်ခဲ့ပါပုံနဲ့အတိုင်းအတိပေးနှုတ်တော်မူကျွန်တော်တို့ပြုလုပ်ခဲ့တာဖြစ်ပါတယ်အဲ့တော့အဲ ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ဒီရန်ကုန်လူလူတပည့်ရဲ့ပြောရေးဆိုခွင့်ရှိသူပေါ့နော်အာဒီရဲဘော်လီဘရာကတော့ဘာပြောလဲဆိုတော့လက်ရှိရန်ကုန်မှာတဲ့အချမ်းဘက်စစ်ကောင်စီရဲ့360 CCTV တွေအသွင်ယူထောင်လိုက်အရက်ဝတ်တွေပုံမှန်ပတ်ကင်းနေတဲ့လုံခြုံရေးအထက်ထက်ချလာတဲ့ဂျားကနေအခုလိုမျိုးလေကောင်လိုနေရာမျိုးမှာအနေအများကြီးကနေပြီးတော့ဒီလှုပ်ရှားမှုကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်တဲ့ အဲ့တော့လူရောင်ရေကောက်ပွဲကိုစန့်ကျင်မယ်ဒီလိုရှားမှုနဲ့အတူရန်ကုန်မြို့နေပြည်သူလူထုအနေနဲ့လည်းမနက်ဖြန်ဒီဒီမှာဆဲရဲမှာတနိုင်းတနိုင်းကလုံးအတိုင်းတာနဲ့ပြုတ်လို့မယ် silence strike မှာပါဝင်ကြဖို့အလေးနဲ့တိုက်တွန်းလိုပါတယ်ဆိုပြီးတော့သူကပြော့သွားပါတယ်အဲ့တော့ဒီတက်တော်မှာအောက်ဆိုရှမ်း election ဟလာနော်အဲ sign ဒီဒီမှာ10 2025 silence strike ပုံကန်အန်တုအဲ့တော့အတိတ်စိတ်ဆုံးတဲ့အခြေလောင်းဆုံးကျွန်တော်တို့အဟိကြပါမယ်အဲ့တော့ ကျွန်တော်တို့တွေဒူးထောင်နေလို့မရပါဘူးကျွန်တော်တို့ကနှီးမျိုးစုံနဲ့ငါတို့အာနာရှင်လက်အောက်မှာငါတို့တက်နိုင်သမျှငါတို့စန့်ကျင်ကြမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့နှီးမျိုးစုံနဲ့ကျွန်တော်တို့ဒီတော်လိုင်းကြီးမှာပါဝင်လို့ရပါတယ်အခုဘောမဒီဘက်ကတော့ဘာလော်လဲဆိုတော့တို့ကတော့ဒီ silence strike လုပ်လို့အချိန်ချင်းလေးလုပ်ခဲ့ပြီးဘာပြောင်းလဲမှုရှိလဲဟုတ်တယ်ပြောင်းလဲမှုရမှရှိဒါပေမဲ့လူတို့ပါဝင်မှု အားကလူတို့ကတော်လန်သွေးရတဖြည်းဖြည်းဟိုကနှွှင်းနှွှေးပေးရတယ်ဗောနနှွှင်းနှွှေးပေးရတယ် အဲ့တော့ဒီဇိုင်းလန့်စလိုက်ဆိုတာလည်းထုံကြီးလကောင်းပဲအဲ့လူလူကတော့နီးမျိုးစုံတွေကတော့တော်လန်ยีကိုစိတ်ဝင်စားတဲ့လူလူကတော့တော်လန်ยีကိုဆရာနာရှင်အောက်ကိုဒူးမထောက်လို့တဲ့လူလူကတော့ဟလာဟိုကျွန်တော်တို့ဟိုနီးမျိုးစုံတွေကျွန်တော်တို့ဒီဟိုဟာတော်လန်ยีမှာပါဝင်ကြရပဲထောက်ပို့နဲ့ပါဝင်ရမလားဟလာတပိတ်တွေမှာပူပေါင်းပါဝင်ရမလားနောက်မို့ online တွေမှာပဲသူတို့ရဲ့စိတ်တက်တက်ကြပါစကားနဲ့ပါနီးမျိုးစုံတွေပါဝင်ကြလာပဲဗောနော်အခုဟိုကျွန်တော်တို့ ဟိုကျွန်တော်တို့ဗီဒီယိုတွေဟိုအရေးလောက်ပြီးဆိုလဲအောက်ကကွန်မန့်တွေမှာကျွန်တော်တို့တွေ့နေရတာပဲဗောနော်အာဒါတချို့တွေဆိုမျိုးဟိုပြည်တွင်းမှာနေပြီးတော့လောက်ပေးကြတဲ့သူတွေကျွန်တော်တို့တော်လည်ရေးသတင်းတွေကိုစိတ်ဝင်စားကြတယ်တော်လည်ရေးအတွက်ကိုအားပေးထောက်ခံကြဒီလိုလူတွေကျွန်တော်တို့နိုင်ငံမှာအများကြီးရှိတယ်တန်းနဲ့ချီပြီးတော့ရှိဟုတ်လားအဲ့တော့ကျွန်တော်တို့ကလူတစုတစ်ဖွဲ့တဲ့တော်လည်ရေးလုပ်နေမှာမဟုတ်တနိုင်ငံလုံးအတိုင်းအတာနဲ့တော်လည်ရေးလုပ်နေကြတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ silence strike မှာပါဝင်မဲ့သူတွေကလည်းများပါတယ်ဒါပေမဲ့ဘောမတွေကဒါကြီးကဘာပြောင်းလဲမှာလဲဆိုမှန်ပါတယ်ပြောင်းလဲမှုကချက်ချင်းကြီးတော့ဘယ်ပြောင်းလဲဒါပေမဲ့လူတို့ပါဝင်မှုနှုံးကိုကျွန်တော်တို့လူတို့ရဲ့ အေးသွေးအေးနေလားအေးနေအေးနေတဲ့သွေးတွေကိုကျွန်တော်ပြန်နှွေးဖို့ဒီလိုအချောင်းရာတွေနဲ့ကျွန်တော်တို့ဆက်ဆက်ပြီးတော့ကျွန်တော်တို့လုပ်တဲ့ debate ဖြစ်ပါတယ်အခုဘောမတွေကအဲစောက်တန်တွေကဘာထွက်လာကြလဲဆိုတော့ဒီကောင်တွေကဒီလိုတပိတ်တွေလုံးလို့မင်းတို့ဘာရမှာလဲပြောရမယ်ဆိုရင်တော့အပြောင်းလဲဟိုပါဘောနော်ဟိုလောင်းသလိုလိုပြောင်းသလိုလှုပ်တာပေါ့ဗျာအမင်းတို့တအားကြီးလှုပ်လို့ဘာရမှာလဲမင်းရောက်လိုက်ပြုတ်ကြမှာလားအဲ့လားငါတို့ကဘာမှမဖြစ်ဘူး AC ပဲဘာဖြစ်တယ်ညာဖြစ်တယ်ဟဲ့လားဒါပေမဲ့ပါဝင်မဲ့သူတွေကတော့ဒီလိုလောက်ရင်အဖမ်းခံရမယ်လို့ပါဒါအဲ့ဒါဆိုရင် အဲ့လိုပါဝင်မဲ့သူတွေကိုစစ်တပ်ဘက်ကနေပြီးတော့ဘာဖြစ်လို့ဖမ်းရတာဖမ်းနေသွားကြောက်လို့ဖမ်းတာလေတိလားကြောက်လို့ဖမ်းတာလေကြောက်လို့ဖမ်းတာလူတို့ကပါဝင်ဖို့အခုဆိုရင်ချန်ခိုင်ရဟလာအဲ့နေ့ကျရင်စဲမနှက်ဖန်ကြရဲ့ဟလာဟိုကလုံးမဲ့ဒီကဗာလဲဟိုတို့ဟိုရွေးကောက်ပွဲလှူရှာမှုတွေလှူရမယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့လုံနေကြတာကြီးကျွန်တော်တို့တွေ့ရတယ်ဘာဖြစ်လို့ကြောက်နေရလဲအတန်ဒိတ်တပိတ်ကိုလူတွေသူ့ဘက်ဆိုအပြင်မထွက်ပဲနေနေရအောင်မင်းတို့ကဘာလို့ကြောက်နေရမင်းမင်းတို့ရဲ့အဖားတွေကဘာလို့ကြောက်နေရလဲစစ်ခွေးတွေကဘာလို့ကြောက်နေရဲခွေးတွေကဘာလို့ကြောက်နေရလဲ ချောက်နေတာလေဘာလို့လဲဆိုလူတို့ကအတန်အတိတ်ဆုံးနဲ့အခြေလောင်ဆုံးအဟင်းဖို့အတွက်ဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဘောတော့အဲ့ဒါကိုမင်းတို့ဘာလို့ကြောက်နေဘာမှမဟုတ်ကွာကိုယ့်အိမ်မှာပဲကိုနေတယ်ဟလာကိုလုံးစရာရှိရပဲကိုလှုပ်တယ်ဘဲမှမသွားဘူးကိုဘောက်ကိုနေတဲ့ဥစ္စာကိုမင်းတို့ဘာကိုကြောက်တာလဲအဲ့ဒါကိုဘာကိုကြောက်နေတာ ဘာကိုကြောက်နေရလဲမင်းတို့ဘာကိုကြောက်နေရလဲဒါပဲပြောချင်တယ်ဟုတ်လားအဲ့တော့ဒါကြီးကဘာမှမပြောင်းလဲဘူးဆိုပြီးတော့မင်းတို့ကောင်နေအဲ့ဥစ္စာကိုဘာကိုကြောက်နေရတာလဲအဲ့လိုမပြောင်းလဲတဲ့ဥစ္စာလုတ်တဲ့ဥစ္စာမင်းတို့ဘာကိုကြောက်နေရတာလဲအဲ့လိုပဲခက်ရွတ်ရွတ်နဲ့ပြန်မေးချင်တယ်ပေါ့နော်မင်းတို့ဘာကိုကြောက်နေကြတာလဲရောက်နေနော်လူလူပါဝင်မှုနှုံးကလူလူရဲ့စန့်ကျင်မှုကပေါ့နော်ဟိုမင်းတို့ရဲ့ရှင်ထဲမှာထိခိုက်နာကျင်ခံစားစရာလို့လားဟုတ်လားဒါမို့လို့တွေးတွေဟိုဟာပေါ့နော်ဟိုဘယ်လိုပြောမလဲဟို တို့တီးတွေပါထွက်ကြတဲ့အထိကြောက်တဲ့အထိကိုမင်းတို့ကလည်းဖြစ်နေလားဘာတွေဖြစ်နေလဲဘာတွေဖြစ်နေလဲဘာဖြစ်လို့ silence strike ကိုမင်းတို့ကြောက်နေကြတာတကယ်တမ်းသာမကြောက်ဘူးဆိုဖွင့်မေးလိုက်လေဟဲ့လားဖွင့်မေးလိုက်လေမင်းတို့အခုကြောက်ဟိုဖမ်းမယ်ဒီဖမ်းမယ်ဆိုပြီးတော့ light လှုံစော်တယ်တကယ်တမ်းကျတော့ဘာလဲ ဒီကောင်တွေဘက်ကနေပြီးတော့ silence strike ကိုတအားကိုကြောက်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပြည်သူတွေကလည်း silence strike မှာပါဝင်ဖို့အတွက်ဒီမှာ NUG ရဲ့ကျွန်တော်တို့အခုကတော့ပြည်တော်စုဝင်ကြီးချုပ်ရုံးဝင်ကြီးဒေါက်တာစောဝေဆိုးကနေပြီးတော့ကျွန်တော်တို့ဆရာကြီးကနေပြီးတော့နှိုးဆော်ထားတာရှိပါတယ်ကျွန်တော်တို့နားထောင်ကြရအောင်အားလုံးမင်္ဂလာပါဒီနေ့ဒီဇင်ဘာ9ရက်နေ့ဖြစ်ပါတယ်ဒါလည်းပြန်ဒီဇင်ဘာ10ရက်နေ့ဟာအပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့ဖြစ်ပါတယ်လည်းပြန်ဒီဇင်ဘာ10ရက်နေ့10နာရီကနေယနေ့3နာရီအထိ silent strike အပြည့်မထွက်တန်ပိတ်တပိတ်ကိုဆင်တွဲကြရမှာဖြစ်ပါတယ်။ရည်ရွယ်ချက်များတော့တလူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်သမ္မတကြီးဦးဝင်းမြင့်နဲ့တကွနိုင်ငံရေးအကျဉ်းသားများကိုချက်ချင်းလွှတ်ပေးဖို့ဖြစ်ပါတယ်။ဓမ္မနှစ်ကတော့စစ်အုပ်စုရဲ့အတုအယောင်တရားမဝင်ရွေးကောက်ပွဲကိုလုံးဝဆန့်ကျင်ကြဖို့ဖြစ်ပါတယ်။ဒီရွေးချက်၃ကတော့စစ်အုပ်စုရဲ့အာဓမစစ်မှုရာဥပဒေကို lower lower ဆက်တင်ရဖို့ပဲဖြစ်ပါတယ်။ silent strike အပြင်းမထွက်အတန်တိတ်တပိတ်ဒီဇင်ဘာ10ရက်မနေ့10နာရီမှညနေ3နာရီထိပြည်သူအားလုံးပါဝင်ဆင်နွှဲကြအဲဒါရောတော့မိမပြီးလားလားဒါနဲ့ဒီဒီမှာဆယ်ရည်ဆိုပြီးပြန်ရရတော့တိုင်းရနေပြီအတန်တွေယူလို့မှဖြစ်ပါတယ်ဗျဒီအတန်တွေတပိတ်မှာ အော်ဖေးကြပါလို့မြေသားရကတောင်းဆိုရပါတယ်နတ်ဆင်နိုင်ရတယ်ဒီနေ့တောင်းနိုင်ပြီအိမ်လေးကအိမ်ပြုံတော့ပဲနဲ့ဆင်အားနာရှိကိုတောင်းလို့ဖေးကြပါလို့ဆန်းမှပြီးတော့တောင်းရောပါလားညာတခုတ်တယ်နေဟလာအဲ့တော့ဒီမှာဆရာကြီးပြောว่าဟိုတနေ့ကိုတေစာစန်းတို့ဒီတပိတ်မှာလဲအတောင်းဆိုချက်ဒီပါပါတယ်အခုလဲဒီ silent strike ကလှုပ်ချင်တာလှုပ်တာမဟုတ်ဘူး ဟုတ်နော်လှုပ်ချင်တာလှုပ်တာမဟုတ်ဘူးသူ့မှာတောင်းဆိုချက်တွေရှိတယ်ပထမတစ်ခုကအမေစုနဲ့သမရာကြီးနောက်ပြီးနိုင်ငံရေးကျင်းသားတွေပြန်လှုပ်ပေးဖို့နောက်ပြီးတရားမဝင်ဟလာအတုရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းပြတ်တာနောက်တစ်ခုကဒီစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ဟလာစန့်ကျင်ကြောင်းပြတ်တာအဲ့တော့ဒီဥစ္စာတွေကအခုလောဆယ်ပြည်သူလူထုအတွင်းမှာခံစားနေရတဲ့အချက်တွေနဲ့အရန်ကိုကိုက်နေပါစစ်မှုထမ်းဥပဒေကျွန်တော်တို့ကိုက်နေတယ်ဟလာရွေးကောက်ပွဲဟလာအတုရောင်ရွေးကောက်ပွဲလှုပ်ပြီးတော့ပြည်သူကိုလှည့်သားဖို့လှုပ်နေတဲ့ဥစ္စာကိုကျွန်တော်တို့စန့်ကျင်တယ်ဟလာနောက်ပြီးတော့ ဘာမှအပြစ်မရှိပဲအဖမ်းသီးခံထားရတယ်ကျွန်တော်တို့ရဲ့လူလူခေါင်းဆောင်တွေတခွာကျွန်တော်တို့ရဲ့နိုင်ငံရေးခေါင်းဆောင်တွေနိုင်ငံရေးအချင်းသားတွေကိုပြန်လှုပ်ပေးဖို့ဒီအချက်လက်တွေနဲ့တောင်းဆိုတာဖြစ်ပါတယ်ဒါကလမ်းပေါ်ထွက်ပြီးတော့လဲလက်သီးလက်မောင်းတန်းပြီးတော့ကျွန်တော်တို့လောက်ရမှာမဟုတ်တလို့အတန်တိတ်ပြီးတော့ဒါကတောင်းဆိုတဲ့ဥစ္စာဖြစ်တဲ့အတွက်ဒီဥစ္စာကလည်းပြောရမယ်ဆိုရင်ဟုတ်ပြီဒါကြီးကအုပ်ပြီကွာမင်းတို့အဲ့လိုလှုပ်လိုက်လို့ဟိုကောင်တွေကလာအောင်မယ်တချို့ကောင်တွေကအဲ့လားလာအောင်မယ်မင်းတို့အဲ့လိုလှုပ်လိုက်လို့ ဘောနော်ဒါကြီးကဟိုသူတို့ကအတုံးချက်ကိုလိုက်ရောမှာမဟုတ်ပါဟုတ်ပါတယ်ဘလို့ဒီကောင်တွေကဘလို့လိုက်ရောမှာလဲဒီကောင်တွေကဒါတွေကတမင်သက်ကိုလှုပ်ချင်လို့လှုပ်ထားတဲ့အတုံးချက်ဆိုဒါပေမဲ့ပြည်သူလူထုကဒါတွေနဲ့ပတ်သက်ပြီးတော့ငါတို့ဒါတွေတောင်းဆိုနေငါတို့ဒါတွေဟိုပါဝင်ဖို့တော့ငါတို့တနိုင်ငံလုံးကဒီလာကိုတောင်းဆိုနေကြတယ်ဆိုရဲအကြောင်းအရာကိုကျွန်တော်တို့ဖော်ပြဖို့ဖြစ်ပါတယ်ဒါကြောင့်မလို့ဒါကအရန်ကိုအရေးကြီးပါဒါကြောင့်ပါကြပါ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 လို့ကျွန်တော်ကတော့ပြောလို့ရတယ်ကျွန်တော်တို့ရဲ့နိုင်ငံမှာကျွန်တော်တို့ရဲ့လူထုအတွက်ဘောတော့ကျွန်တော်တို့ရဲ့လူလူအနေနဲ့ ာနာရှင်ကိုလုံးဝဒူးမထောက်ပဲနဲ့ခဲနဲ့နဲ့စန့်ကျင်ကြဖို့ကျွန်တော်ဒီကနေပြီးတော့ပြောလိုပါတယ်မနေ့က silent strike ပါကြပါပါကြပါပါကြပါ okay အဲ့တော့နောက်ထပ်တစ်ခုသွားကြည့်အောင်နောက်တစ်ခုကတော့ကြောင်မျိုးမင်းအ silent strike နဲ့ပတ်သက်ပြီးပဲပြောရအောင်ဟုတ်လား okay ကြည့်အောင်မစဲရီဆိုပြီးခေါင်းစဉ်တက်ပြီးတော့လူလူကြမှာလှုပ်ဆောင်မှုလို့ကြိုးစားတယ်ကျွန်တော်ကဒါဒီကိစ္စကိုကျွန်တော်မန်နေဂျာဆိုဒီကိစ္စတစ်ဆယ်ကိစ္စကိုကျွန်တော်ပြောရှိဘူးဒါပေမဲ့ဘာလို့ပြောလဲမင်းရေနော်ကျွန်တော်ဒီရန်ကုန်ရှိကျွန်တော်လက်ရင်းရဲ့ဆိုးစီတန်းပြောတယ်သူပြောတာရပ်တော့ဒီမှာ ဒီလေဒီဈေးရောက်နေသူရဈေးရောက်နေကြရင်တို့တော့သူစကားပြောကြတာပေါ့နော်တို့ကတော့အားမရဘူးအင်ကြားပြောသူချင်းပြောတာပေါ့ဟိုအနိစ္စရေးနေဈေးရေးကြရင်ရအားပေးတယ်ဈေးရောက်မင်းတို့ဘူးကိုချက်တယ်ဈေးရင်းကဘာဖြစ်လဲရအားပေးတယ်အားပေးတယ်မင်းကလေနော်အားပေးတယ်ရောမင်းပြည်သူလူထုကသိတယ်အဲ့တရင်စကားကိုသိတယ်ဆိုတော့ရမင်းစဉ်းစားကြည့်လေကွာအကြောင်းမျိုးမေးတာအဲ့တရင်စကားကိုပြည်သူလူထုကရက်ွက်ထဲရောင်ပြောရတဲ့ ပြောတဲ့အစင်ရောက်တယ်ဆိုတော့မင်းစင်းသားကြည့်လေကွာရောမင်းစင်းသားကြည့်လေကွာအားပေးလို့လေကွာရောအားပေးလို့လေကွာဘူးလေဆိုအဲ့လိုခဏလူကြားထဲမှာပြောက်ပြောက်နေတော့ပြရဘယ်သူမှအဲ့လိုမချောက်ဘူးပြီးတော့တွေ့လားပေါက်ကြီးရီလောက်တာအဲ့လိုဘယ်သူမှအဲ့လိုမချောက်ဘူးเนาะဟုတ်တယ်ပါကြပေါ့နော်ပါကြဒါပေမဲ့အဲ့လိုဖြန့်တာဘာလို့လဲစစ်တဲ့ဘက်ကနေပြီးတော့အဲ့လိုတံပြန်သတင်းပြန်ဖြန့်ပြောချင်တာသူတို့ဘက်ကနေ miss information ကိုသူတို့ပြန်လောက်တာပြန်လောက်တာအခုကြောင်မင်းမင်းတို့လည်းဒါကိုပြောတာပေါ့နော်ပြောချင်တာကျွန်တော်က ဒီကောင်းဗီဒီယိုတွေကြီးတဲ့သူတွေတချို့ဥစားတွေပြည်ရဲရသူတွေဟောနော်ဟိုပြောချင်တာဒီကောင်းမစ်အင်ဖော်မေးရှင်းပြန်လုပ်တာနော်ဒီလေဒီလေဆန်းပြမလားအတန်းသိတယ်ဆိုတော့ဘာမှမသိဘူးလေအဲ့ဒါတို့တော့ကျမတို့လည်းပြထွက်တာကြောက်ဇီးအောင်ဇီးနေတယ်အဲ့လိုမျိုးလာတယ်ပြောချင်တာလူရင်းရှိမှရောက်နေတဲ့ information က mis information ဒီကမင်းလုပ်နေတာလေမင်းတို့ပဲလုပ်နေတာလေ mis information ကဒီလေဒီလိုတောင်းလို့ဆိုအဲ့တော့သူတို့ကလည်းဖြစ်ဖြစ်မစ္စမအရောက်ဆက်ချက်ချုပ်ဝင်နေတဲ့သူတို့ဒီချက်ဒီရဲ့ဆက်ဆက်တဲ့အပိုင်းဝင်တွေကတည်းကဥစားပြီးဖတ်နားထောင်ပြီးတော့ ဒီ BBC ကအသက်ရှင် BBC ပြောမှာ BBC ဆိုအဲ့ဆိုအထက်ကမီဒီယာတွေရဲ့ BBC ပါပါဟုတ်ကဲ့ကျောင်းလာပြောတယ်နားထောင်ထားပြီးတော့တောင်းတော့အကုန်လုံးပြောမယ်အဲ BBC ကလည်းအခုနောက်ပိုင်းပြည်တွင်းမှာစစ်ကောင်စီဘက်ကနေအတန်ရဖို့အတွက်ကိုနော် BBC ကသတင်းတောက်တွေကလည်းတော်တော်နောက်ပြီး BBC ရဲ့သတင်းဌာနကလည်းတော်တော်ယွံ့ဖို့ကောင်းလာပြီမဟုတ်နော်တော်တော်ယွံ့ဖို့ကောင်းလာပြီ BBC ကလည်း ်စစ်ကောင်စီနဲ့အဆင်ပြေဖို့အတွက်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုမဲပလို့ထည့်ရတဲ့ဥစ္စာအဲအကြောင်းအရာတွေကိုသူတို့က promote လုပ်ပေးနေတာဟိုတနေ့ရဆိုအာကျွန်တော်အဲ့ဗီဒီယိုကြည့်ပြီးအာယုံဖို့ကောင်းလိုက်တာကွာလို့နော်ပြည်ရင်းမှာနေပြီးတော့အဲကသတင်းတောက်တွေလို့တော်တော်ယုံဖို့ကောင်းတယ်ဘောနော်ဟိုတချို့သူတွေဆိုရင်ဟိုဘောနော်မနေမဖြစ်လို့နေရတာကျွန်တော်လက်ခံပါဘယ်သူမှတော့နိုင်ငံကြီးကိုဓာတ်ရုံမထပ်သွားကြဘူးဒါပေမဲ့ ဟုတ်လားအာနာရှင်လိုကြသတင်းတွေကိုပြောပြနေရပြီးတော့အာနာရှင်ကိုမတိုက်ခိုက်ရဲပဲနဲ့ဟုတ်လားအာနာရှင်အောက်မှာပဇက်လေးပိတ်ပြီးတော့ဟဟလာရေလိုက်ငားလိုက်နေရတဲ့ဘောကဗျာသတင်းတော့လုံနေအဲ့ဒါကိုသူတို့ကပြောသေးတယ်ဗာလေသတင်းသမားဗတ်လိုက်မှုမရှိရဘူးလို့ဗာနော်ဟိုဥက္ကမောင်ဆိုပြောတဲ့စကားတခုတော့ကျွန်တော်ကြိုက်တယ်ဗာလဲဆိုတော့အဲ့ရောက်နေသတင်းသမားဗတ်လိုက်မှုမရှိရဘူးသတင်းသမားဗတ်လိုက်ရတယ်ရေဂန်နိုင်ငံကဗာလေဟဟလာ first to ဟိုအရုပ်ဆိုဘယ်ဘက်ကိုလိုက်တယ်ဟုတ်လားအမေရိကန်ကဗာလေဒီမိုကရက်ကိုလိုက်တာပဲဟိုကဒီလိုမျိုးရရှိတယ် ်ဟောအဲထားပါဟောလင်းမဆိုဘယ်လိုက်မှုရှိရဘယ်ဘက်ကိုလိုက်ရလဲအမှန်တရားရှိတဲ့ပြည်သူဘက်ကလိုက်ရတယ်အမှန်တရားရှိတဲ့ပြည်သူဘက်ကလိုက်တာပြည်သူထဲမှာပဲအမှန်တရားဆိုတာရှိတာဟုတ်တယ်ဟုတ်ကဲ့နော်တရားစကားတွေကိုဖြန့်ဖြန့်ကျဲနေတယ်ဘယ်ပေမှာပြောဟိုမှာပြောဒီမှာပြောပြောရတယ်ပြောရတယ်ခုနကဒီစမဆဲနေတာအရင်အဖြစ်မသိပါနဲ့ဆိုရင်လည်းနာမည်မှာဈေးရောက်တဲ့လူတွေကဆိုရင်ဈေးရောက်ရမှာမဟုတ်ဘူးဟောတာ ဆိုတော့ဘယ်နဲ့အဲ့လိုတော့မဖြစ်ဘူးဒါကဘာလဲဆိုတော့တိုင်းပြည်တုံးမပေးတဲ့အချက်ပဲဆိုတော့ဒီသမဆိုင်ကဘာလဲဆိုတော့အတန်တိတ်တပိတ်ပြဿနာစစ်တပ်ကိုအစိုးရရွေးကောက်ပွဲကိုလက်မခံဘူးဒါကိုစန့်ကျင်တယ်တန်တိတ်တပိတ်တို့ကြားရမယ်ဘာညာဆိုတာမျိုးနေလို့ဆိုထားပြီးတော့ဒီလိုရှားတယ်မှာအကြောင်းရရချက်ဒီလိုရအခုအဲ့အဲ့တော့ဒီလိုရမဟုတ်ဘူးရှင်ခုလေးစိုးရင်တော့ကဖြစ်တာပဲဒီလိုအင်းကပြန်လာများတော့ဒီရှားတာကပါဇက်ကလေးပြောတာဒါကြောင့်ကျွန်တော်ပြောဒီတရင်မားတွေကခင်ဗျားတို့ဟိုတာမန်အစ်တန်းရှိတဲ့လူတွေအစ်တန်းလေးတွေအလဲလက်ဒီအလွားလေးတွေအလောင်းလေးတော့ဗျာလောမဲတော့ဒီမှာဒီတရင်တွေကဒုလို့ဒုလို့နဲ့အဲ့တရင်မားတွေကလူကြီးကမပူပြတ်နေ ပုံပြင်တယ်ဒီမှာပြောရတော့မကောင်းတဲ့ရင်ဟာတရင်မားတွေကလူစားမှာပြန်နေတာပုံလွယ်ကောင်းတဲ့ရင်ကလူစားပြန်နေတာနေအဲ့တော့ဆဲဒီမှာမသိနေတိုင်းကြီးရုံးလို့ရှိတော့တိုင်းပေါက်ကက်ရှောက်ခွာတာလူစားမှာတို့တို့တို့ကြောက်ကြတယ်အဲ့တော့ဗဇက်ကြီးစီးရင်ရှိကြဘူးလူတွေကဗဇက်စီးရင်ကြောက်တယ်ခင်ဗျားတို့တင်းကြီးအေးချင်းလေးလူတွေပြောသေးတယ်ဗဇက်ကြီးစီးရင်မရှိကြဘူးဗဇက်ကြီးစီးရင်မရှိကြလူတို့ချင်းနေဖြစ်ကြရန်ကုန်မင်းလေးလူတွေစားရှိနေလူတို့တင်းငယ်အေးချင်းအေးလူချင်းတာမင်းတို့ဘောမတွေလေဘောမတွေကဘာလို့တင်းငယ်မင်းတို့အာလာချင်းကိုဆက်ပြီးတော့အုပ်ချုပ်ချင်တဲ့အတွက်တင်းငယ်အေးချင်းအေးလူချင်းတာလေစောက်ယူရဲ့ဒီကဒီအေးချင်းကကောင်းကောင်းရှာဖို့စားတော့ချင်တယ်ဗဇက်ကြီးစီးရင်မရှိဘူး တယောက်ကနေတယောက်ကနေတယောက်ရှောက်ပြောတာပါသက်တဲ့ရှောက်ပြောပြောနေပြောနေဟိုပေါက်တဲ့ရှောက်ဒရိဖော်ပြလူကြီးကတော့ပေါ့တော့နေချင်းစရာဖြစ်ကုန်မိမိဘုံကအဲ့လိုပါသက်တဲ့ရှောက်ပြောနေတာကကိုကတော့အားပေးလို့ဘူးအားလို့အားမပြုဘူးဘာပြောလို့မလုပ်ဘူးဒါပေမဲ့ချားတာလေးကိုပြန်ပြီးအချားနဲ့ပြန်ပြီးလူကြီးကမှပြန်ပြောပြောတော့ဟိုတက်ကလည်းပြန်ပြောထပ်ပြောထပ်ပြောနေနောက်ဆုံးပါလဲဆိုတော့တစ်ခါကျတော့ရည်ရည်ရခါလေးပြောတယ်ကျွန်တော်မိသားစုတစ်ခါကျပြောပြလာရှိတယ်ငါလို့ကျွန်တော်လို့တနိုင်ငံလုံးကိုဒီ online ကနေတနိုင်ငံလုံးကိုကျွန်တော်ဒီတိုင်းမပြတဲ့အမားတွေမေယုံကိုတရေအတူတရေအောင်လေးကဘလို့တော့ကပြေးတယ်ဆိုတော့ဒီတိုင်းကျွန်တော်ပြောတယ် အဲ့မကျွန်တော်ပြောသတင်းတူသတင်းမားတွေကမင်းစီရပဲမင်းတို့စီရပဲလာလေကွာမင်းတို့ဘာတွေပြောလဲမင်းတို့စီရပဲလာလေသတင်းတူသတင်းမားဆိုတာဟမ်ကျွန်တော်မလာဘူးဟာဘာဘာကျွန်တော်ပြောဆိုတနိုင်ငံလုံးကိုဒီ online ကနေတနိုင်ငံလုံးကျွန်တော်နေတိုင်းမပြတ်သတင်းမားတွေမယုံဘူးသတင်းတူသတင်းအောင်ရတယ်လို့ဒုက္ခပေးတယ်ဆိုတော့နေတိုင်းကျွန်တော်ပြောတယ်အဲ့မကျွန်တော်ပြောဆိုကျွန်တော်မလာဘူးအဲ့တော့ကျွန်တော်ပြောရမှာဟာမလို့ကျွန်တော်ကျွန်တော်ဒီလိုပြောတာပါဟုတ်လားသူတို့ရောက်ပြီသူတို့တွေကိုယ်တိုင်ပြင်ပါတယ်အဲ့တော့ကလာတော့ဆိုရင်ပြီးတော့ဟိုကနေကျွန်တော်ရွာလို့ရွာတော်တော့ပြောတော့ခဲ့ရတယ် စဉ်းစားကြည့်လို့အဲတော့လည်းတကယ်ပြည့်နေမှာကြောက်ကြရအောင်အဲဒါဒီသတင်းတွေဒီသတင်းလူသတင်းရောင်သတင်းမတွေသတင်းဒီဘယ်လိုလဲတိတ်လုံးတိတ်လုံးတွေပြည့်နေတဲ့သတင်းကိုကြီးကျယ်ခန်းနားနေတယ်ဟုတ်ကဲ့အဲတော့ကျွန်တော်တို့ဘယ်လောက်ဘယ်လောက်ပြောပြောတော့ခောက်လေကြအဲကျွန်တော်တို့နိုင်ငံမှာ mis information ဆိုတဲ့ဥစ္စာစစ်တပ်စီကပဲလာတာစစ်တပ်နဲ့ပတ်သက်တဲ့သူတွေစီကပဲ mis information ဆိုတာလာတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ mis information ဘယ်ကလာလဲဆိုစစ်တပ်ပဲတခြားစစ်တပ်ပြင်တခြားဥစ္စာမရှိဘူးပေါ့နော်အဲ့တော့ပြောချင်တာကတော့ ောက်ပြီးတော့ဒီကောင်းနေပြောဆိုပေါ့ဒီကောင်းနေပြောတဲ့သတင်းစကားဒီကောင်းနေမိသားစုတော့မယုံဘူး။ဒါပေမဲ့ပြည်သူလူထုကလည်းအဲဥစ္စာကိုကြောက်လန့်နေတာမဟုတ်ဘူး silent strike ကြောက်လန့်နေတာမဟုတ်ဘူး။ဟောငါတို့ပါဝင်ရမယ်ဆိုပြီးတော့အချင်းချင်းသတင်းစကားဝိုင်းဖြတ်ပေးနေတာကွာအဲ့ရောက်နော်။နောက်ပြီးတော့ silent strike ဆိုတာကြောက်စရာမဟုတ်ပဲလူထုကသိတယ်။ကြောက်ကြောက်စရာမဟုတ်ပဲလူထုကသိတယ်။ဒါပေမဲ့ကျွန်တော်ပြောဆိုပေါ့နော်လုံခြုံရေးဆိုတာတော့ဂရုစိုက်ရတယ်။လူထုရဲ့ပါဝင်မှုတော့အခုမင်းတို့ရွေးကောက်ပွဲ ဥစ္စာပဲကြီးလိုက်လေကွာမင်းတို့တခြားဥစ္စာမပြောနဲ့မင်းငါတို့ပြည်ပနိုင်ငံတွေမှာမဲပေးတဲ့ဥစ္စာတွေမှာလူတွေသွားမပေးတဲ့ဥစ္စာဟမ်မင်းတို့ကြံတာတော့ပြောမနေနဲ့ရောကြံတာတော့ပြောမနေနဲ့နော်အဲ့တော့ဘာပြောဟိုကျွန်တော်တို့မနေ့ဖန် silent strike ပါဝင်ပြီးကြပါအတိတ်စိတ်ဆုံးတဲ့အခြေလောင်ဆုံးကျွန်တော်တို့အော်ကျွေးဟစ်ကျွေးကြပါမယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဒီနေ့ကျွန်တော်အတွေ့ကျွန်တော်မြင်စင်တယ်ဘလောက်နေပဲကျွန်တော်ရန်သားချုပ်အားလုံးကျေးဇူးတင်ပါတယ် ဒီနေ့ကတရားမြတ်တာလို့လက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ